တရုတ်အကူအညီဖြင့်ပြည်တွင်းဖြစ်ကင်းဆက်ရုရှားထိထွင်လျက်ရှိ အနောက်တိုင်းဤပညာပေါ်မိခိုးအထားမှုလျှော့ချနိုင်ဖို့အတွက်တရုတ်အကူအညီနဲ့ပြည်တွင်းဖြစ်ကင်းဆက်ရုရှားထိထွင်နေတယ်လို့ Facebook သတင်းမှရေးသားထားပါတယ်။အဆိုပါကင်းဆက်ထိထွင်မှုအတွက်ပြည်တွင်းမှဒီဇိုင်းထုတ်ထားတဲ့ chess ပြားကိုအသုံးပြုမှာဖြစ်ပြီးရုရှားနိုင်ငံထုတ် Aurora ဒါမှမဟုတ် Off-Line ပေါ်မှာလုံဆောင်မှာဖြစ်ကြောင်းရုရှားအစိုးရအရာရှိတွေကပြောကြားထားပါတယ်။ ရုရှားအနေနဲ့ကိုပိုင်ဂိမ်းဆက်တည်ဆောက်ရတဲ့ရည်မှန်းချက်ကတကယ့်လက်တွေ့မှာတိတိကျကျအသားစီးတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဂိမ်းအတွင်မှာပါဝင်တဲ့ Airbrat Processor ကဝန်ဆောင်မှုပေးနိုင်ပေမယ့်ခင်မိတဲ့ကမ္ဘာလုံးဆိုင်ရာ hardware တွေနဲ့မရှင်းနိုင်တာကြောင့်အခက်အခဲများစွာကြုံတွေ့နေရတယ်လို့သိရပါတယ်။ Airbrat processor ကကာကွယ်ရေးနဲ့အခြေခံအဆောက်အအုံအတွက်အဓိကအသုံးပြုတာကြောင့် Intel, AMD ဒါမှမဟုတ် AN company တွေကထုတ်လုပ်ထားတဲ့ processor တွေနဲ့တော့စွမ်းဆောင်မှုပိုင်းကွာခြားလို့နေတာဖြစ်ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။